ူကလေအရင်ကလေးက ITM ယူရဲလို့တယ်မှာပါဘုန်းခါကျရင်အဲ့လိုလေဟိုညာကြီး main လေဖုန်းနေဆက်ပြီးတော့ဒါလေးပြောပေးပါအောင်ဘယ်ဘယ်နားလို့ငါ့မှာ script ကဘာမှမရှိဘူးပြောအဲ ID နဲ့ကျင့်နေတာဟာပြီးရင်ဟိုတခုခုထပြောဘာဘာပြောနေရလဲဆိုတော့ပြီးရကြည့်ရဩသူကအဲ့စကားတွေက dialogue တွေပြောနေအဲကျွန်တော်ပြောခိုင်းတာပေါ့အရင်လဲ motivation ဖြစ်နေတယ်အရင်လဲစူးစမ်းခြင်းစိတ်တွေဖြစ်နေအဲ့တော့သူ့ရဲ့အချိန်လေးတိုင်းကျွန်တော်လွတ်ပေးထား ကားလေးထဲမှာလားဒီကားလေးမှာကကျွန်တော်လူကအရန်အဲကောင်းတဲ့လူလည်းမဟုတ်ဘူးစိုးရဲလူလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ကြားရက character လေးဖြစ်တယ် character တော့ကျွန်တော်ပုံစံတိုင်းအငြိမ်လေးပဲဒါပေမဲ့ဇက်အရာအဲ့လိုဇက်သိန်းခါနီးလေးမှာမှဟိုပါပေါ့ဟိုကျွန်တော်ကဘလို့လူလဲဆိုတာနဲ့ပြီးတော့တခြားကိုနဲ့ ီတိရမဲ့ဒီကောက်မလေးပေါ့နော်ဆိုတော့အဲ့ကောက်မလေးနဲ့ပြန်ဆောင်ရမဲ့ဟို character မျိုးပေါ့နော်ဟုတ်ဟုတ်ကောက်မလေးရဲ့ character အတွက် support အနေနဲ့လက်ခံပေးပါအဲ့ဒါလဲပါမယ်ဒါပေမဲ့ဟိုဘယ်လိုပြောရမလဲသူ့ရဲ့ဒါပထမဆုံးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အခုလိုမျိုးဒါသူ့ရဲ့စ조사မှုနဲ့သူ့ကိုယ်တိုင်သူ့အစမ်းစလေးနဲ့ဖြစ်လာတဲ့ဒီလိုကားလေးကိုဒါကျွန်တော်ကအားပေးရမယ် ဟိုအားပေးရအပြင်ကိုကိုရယ်ဝင်ပြီးတောက်ဆောင်ပေးရမှာဆိုတော့ပို့ပြီးတော့မိုက်တာပေါ့နော်။နှစ်ယောက်တွဲလဲတာကျွန်တော်ဆိုပထမဆုံးသူ့အတွက်လည်းပထမဆုံးအမှတ်တရလေးဖြစ်တာပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒါစုံနဲ့ပထမဆုံးကသူ့ရဲ့စားရိုက်တဲ့ပထမဆုံးကအဲ့လိုမျိုးဖြစ်တယ်။ဟိုသူကစိတ်လို့ရှာ။ကျွန်တော်စိတ်မလို့ရှာဘူး။အဓိကကတော့ကိုကတော့ကိုအခုတီးတလောက်တတ်တလောက်လေးတော့သူ့ကိုဟိုတင်ပြပေးထားတယ်။သူကလည်းအရန်ဟိုမှစိတ်လို့ရှာနေတယ်။အရန်လည်း motivation ဖြစ်နေတယ်။ အရင်လည်းစူးစမ်းခြင်းစိတ်တွေဖြစ်နေအဲ့တော့သူ့ရဲ့အချိန်လေးတိုင်းကျွန်တော်လွတ်ပေးထားဘယ်ခါကျရင်အဲ့လိုလေးဟိုညာကြီးမင်းလည်းဖုန်းနေဆက်ပြီးတော့ဒါလေးပြောပေးပါအောင်ဆိုဘယ်ဘယ်နားလို့ငါ့မှာ script ကဘာမှမရှိဘူးတော်အပြပြရဒီလိုလေးပြောဆိုဟောအေးပေါ်ဒါ तू ကတော်တော်လေးဒီလိုမျိုးစိတ်အားထက်သန်နေတာကိုကျွန်တော်တို့ကဝိုင်းပြီးတော့အားပေးရမယ်လေဟုတ်ဟာပြီးရင်ဟိုတခခုထပြောဘာဘာပြောနေရလဲဆိုပြီးကြည့်ရအော် तू ကအဲ့စကားတွေက dialogue တွေပြောနေအဲကျွန်တော်ပြောခိုင်းတာပေါ့ ID နေကျင့်နေတာပေါ့ကိုယ်နဲ့အဲ ID နေကျင့်နေတာပြင်ဝိုင်းအချိန်ကြီးရှိလားဟမ်ရှိတာပေါ့ကျွန်တော်ကြောင်ကြောင်ဟာတော့ချက်ချင်းစကားတွေထပြောပြီးတော့ပြန်တွေ့တာပြန်ပြောလေတော့ပြန်တွေ့ရတာဘယ်လိုပြောလဲရန်တော့မတွေ့ပါဘူးဘယ်လိုမတွေ့ရလဲဟမ်အမဘူးလေးတဲ့ဒီစကားတဲ့ဟာကိုအဲ့လိုပြောပြ။အော်အေးပြင်ငါ့ပေးဆိုပြီးတော့အဲ့မှာပြောရတာပေါ့ပြန်ပြီးတော့တည်ရမလား။အဲသူ့ကိုပြောပေးပြီးရင်ဒီစကားလေးကိုဒီလိုလေးပြောလိုက်ရင်ကောင်းမယ်။အဲ့လိုမျိုး ့သူ့ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ first time motivation စိတ်အားထက်သန်မှုပြန်တတိယတတိယပေါ့တတိယပေါ့ကျွန်တော်တို့ကတော့ပို့ဆိုးတယ်သူ့ထက်ဆိုးတယ်ရုပ်ရှင်ဟိုအဲ့တုန်းက CV မဟုတ်ဘူးလေရုပ်ရှင်ဆိုပို့ပြီးတာဝန်ကြီးရယ်ပြီးတော့ဒဇင်းအိမ်ဆိုရဲကားမပါရတာဆိုတော့တကယ်တကယ် great တယ်လေဆိုတော့အရင်အဲ့တုန်းကစိတ်လို့ရှာအဲ့တုန်းကကျွန်တော်တို့ကအဲ့ပါတဲ့အဲ့တော့6ဆင်းလားမသိဘူးကျွန်တော်မှတ်မိ6ဆင်းကိုအဲ့ 6ဆင်းလောက်လေးကိုတလခွဲလောက်ကိုနေနေညာညာအခါကျအိမ်မက်မက်တာမှာအဲ့စကားရေပဲပြောနေတာတည်ရမှာအဲ့ဒီတခန်းတခန်းလေးပါဖို့အဲ့လောက်စိတ်လို့ရှာခဲ့ရပြီးကိုချော့ရမယ်လို့ကမပွေးဆိုတော့အဲ့မှာယူပြီးကျွန်တော်ကအဲတည်ရမလားမပွေးရငါဘယ်လိုချော့မလဲအပြင်လူတွေလိုက်ချော့ရင်စိတ်ဆိုးပြေလားလို့လက်လိုက်မိရအဲ့လောက်ဒီယူခဲ့တာဟာချော့ဆိတ်ဆိုးပြေရလားဟုတ်တကယ်ပြေမှပဲအဆင်ပြေမှာဟုတ်လို့ဟုတ်သူကလေပြောမှဆိုတော့အရင် အကြက် ITM ယူရဲလို့တယ်မှာပေါ့ဆိုတော့ ITM တော့သူကလုတ်တက်တယ်ဒါပေမဲ့ step by step လေးမသိရလေးနည်းနည်းပါးပါးရှိရပါတော့เนาะဆိုတော့ဒါကသူတို့ရိုက်နေဒီလုတ်ကဒါကျွန်တော်တို့လက်စားရိုက်တုန်းကတော်တော်လေးခက်တာဟုတ်ပြီးတော့မှဖြည်းဖြည်းချင်းတင်အခုလည်းတင်နေရတော့မယ်တင်နေရတော့မယ်ဆိုတော့အလုတ်ကနေပဲတင်သွားတာပေါ့ဆိုတော့ဒီဟာပထမဆုံးဆိုသူတို့လိုအပ်ချက်တွေတော့ရှိကြမှာပါပြီးတော့ဖြည်းဖြည်းချင်းနဲ့ကောင်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဓိကဒီရဲ့အနေချက်ကစကားပြောတာ အဓိကမွန်လူမျိုးဖြစ်တယ်နေမှာကြောင်းတက်ခဲ့ရလူဆိုတော့ဒါကျွန်တော်တို့လည်းထုံဤ၎င်းပဲကျွန်တော်ကော်တောင်းသားဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့စကားပုံဒါကိုကတော့အဲဒီကြောင်းတက်တဲ့အရွယ်မှာဆယ်တန်းမှာဒီရောက်ခဲ့ရလူဆိုတော့ဟိုလိုပြောကျင်ဟိုလိုစင်ပြေလာပေါ့နည်းနည်းပေါ့နော်ဒါပေမဲ့တစ်ခါကျရင်စကားထဲမှာလိုရမ်းစိတ်တူသွားတဲ့ဟာမျိုးပဲဆိုတော့တစ်ခါကျရင်လုံးဝတာရှိတယ်မပြီးသွားတဲ့ဟာလေးရှိတယ်ပုံကိုပြန်ကြည့်ရခါလေးမှာဩဒါပေမဲ့ဒါကိုကို အားနေချက်လို့မခံယူတာပို့ပြီးကောင်းမှာကျွန်တော်တို့အဲ့လိုမျိုးမခံယူတော့အဓိကတရုပ်ဆောင်ပို့ပဲလိုတာအိုက်တင်ပဲဟိုကာရိုက်တာပေါ်စီးညောဖို့လိုတာကျွန်တော်အဲ့လိုမျိုးပဲတွေးလိုက်ပါတယ်အဲ့သူ့လည်းအဲ့လိုမျိုးတင်ပေးပါတယ်အဲ့တော့အရင်အဲ့အရာကြီးကိုစိတ်ထဲမထားနဲ့လို့အဲ့တော့ तू အဲ့စကားပြောလေးတော့ तू တော်တော်လေးခက်တယ်ပြီးတော့အဓိက flow ပေါ့ကျွန်တော်ဒီဒီရုပ်ရှင်မှာ flow လိုပဲလေဆိုတော့အဲ့ flow ကို तू ပြောတတ်ဖို့တော်တော်လေးတော့ तू ကျင့်နေပါတယ်